င်စုစင်ပြစ်ခတ်တိုက်ခတ်မှုရစေးဆိုင်ရာပူရဲဆောင်ကြီးကော်မတီ JMC ရဲ့အစည်းအဝေးကိုဖေဖော်ဝါရီလ6ရက်နေ့ကရန်ကုန်မြို့မှာရှိတဲ့ NRPC မှာစတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ လေးလောက်ပဲလုပ်ငန်းစဉ်အစီအစဉ်တွေကိုတင်ပြတဲ့ဒီပုံမှန်အစည်းအဝေးမှာတော့လုံခြုံရေးဆိုင်ရာလှုပ်ထုံးလုံနေတဲ့အရပတ်အဖွဲ့အစည်းဆိုင်ရာလုပ်ငန်းလမ်းညွှန်ရေးဆွဲနိုင်မှုအတွက်မူဝါဒတောင်းခံမဲ့ကိစ္စရပ်တွေအပါအဝင်ပြည်နယ်နဲ့တိုင်းနယ်မှာဖွဲ့စည်းထားတဲ့ JMCS ရုံးအဖွဲ့တွေရဲ့အုပ်ချုပ်မှုဆိုင်ရာလှုပ်ထုံးလုံနေတွေပူးရဲနယ်လဲစောင့်ကြည့်ခြင်းဆိုင်ရာလှုပ်ထုံးလုံနေတွေကိုလည်းဆွေးနွေးတည်ပြကြမှာဖြစ်ပါတယ်။ NCA ရဖွဲ့စည်းထားတဲ့ JMC ဟာ NCA ထိုးထားတဲ့တိုင်းသားလက်နက်ကိုင်တွေနဲ့တမရော်ကြားပြစ်ခတ်တိုက်ခိုက်မှုတွေမရှိအောင်စောင့်ကြည့် စစ်ဆေးရတဲ့တာဝန်ကိုထမ်းဆောင်ရတာဖြစ်ပါတယ် GMC ရဲ့အဓိကလှုပ်ဆောင်မဲ့ကိစ္စရပ်တွေကို GMCU ရဲ့ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရပြေကနိုင်ငံရေးဆွေးနွေးပွဲတွေလှုပ်ဆောင်နိုင်မှုအတွက်ပြစ်ခတ်မှုတွေမဖြစ်အောင်နဲ့နေမြေဖွံ့ဖြိုးတိုးတက်မှုတွေကိုလှုပ်ဆောင်ပေးရမယ်လို့ဆိုပါရစေ။ဒီတော့ဆက်ပြီးတဲ့ကိစ္စမျိုးဆေးဆိုင်ရာကုတဲဆောင်ပြည်ကုန်းတွေနဲ့ကျွန်တော် NC မှာပါတဲ့အတိုင်းပဲဒီဆက်သက်ဆိုင်ရာအချင်းတွေပြစ်ခတ်တက်ကမျိုးဆေးဆိုင်ရာစီးရင်စီးကန်းတွေနဲ့ဝတ်ဥစားတွေမှာပါတဲ့ ဒီလိုလိုက်လာဆောင်ပေးမှုနဲ့ငင်းငယ်ရေးလုပ်ငန်းစဉ်ကျွန်တော်ရင်းစီနေတဲ့အထောက်ကူပြုသွားဖို့လိုအပ်ပါတယ်။တက်ဖို့ကလေးဒီကောလာမှုနဲ့ပတ်သက်လို့ရှိရင် NC ခန်းတော့ပိုက်ရှိပါတက်ဖို့ကလေးလွတ်လပ်စွာပြီးသွားလာခြင်းနဲ့လိုက်လာဆောင်ပေးမှုနဲ့ဒီစဲပြည်တွေကျွန်တော်တို့ရေးစားလိုက်လာတော့တယ်။အဲကျွန်တော်နေနဲ့မြစ်တက်တဲ့အခါဘူးဆိုရင်ကျွန်တော်တို့ရင်းစီနေတဲ့ လူသားစစ်နိုင်ငံရေးစနစ်ဝယ်ရေးဒါကျွန်တော်တို့လက်ရှိနေသားရဲ့ NC မှာပါတဲ့ NC မှာပါလို့ဖြစ်တဲ့အခြေခံလက်မှတ်တွေမှာပါတယ်ကျွန်တော်ဒီမိုကရေစီနဲ့ပက်ဒရယ်ကိုအခြေခံတဲ့ပြည်အောင်စုနိုင်ငံရေးစနစ်ဝယ်ရတဲ့နဲ့အဆောင်လဲဆိုတဲ့အတိုင်းလူသားစစ်နိုင်ငံရေးစနစ်ဝယ်ရေးသူရည်ပြပါဘယ်လိုမှမဒီပြမှာဒီဆွေးနွေးချက်တွေပေါ်မှာဒီလိုပြောတာအဲကျွန်တော်တို့ဒီဘောင်းဘောင်းကြီးတွေလိုအပ်တဲ့အတန်းသားတွေလိုအပ်တဲ့ ဒီလိုပြစင်းနဲ့ပတ်သက်လို့စေတံနဲ့ပြည်အောင်စုကိုစင်နေတဲ့စင်နဲ့ဒါဒီဆောက်တော့ဖြစ်ပါတယ်ဒီလိုလုပ်တဲ့အခါမှာလည်းကျွန်တော်ဒီအချင်းနဲ့အဓိကတာဝန်ကျတာတော့ချင်းချင်းပြတ်တက်တက်မှုမဖြစ်ပေါ်ဘူးပဲဆောင်ရွက်တော့ဘယ်လိုလုပ်ကျွန်တော်တာဝန်ယူရတဲ့နေနေဒီကအဲ့မှာလည်းပုံပြလုပ်တတ်မှုလေဆိုကျွန်တော်ဥပောင်းဆောင်ရွက်တော့ဆောက်တာဒီကဒီတော့နေနေဒီကမှာကျွန်တော်ကပြပေါင်း60တိုးကြား ကျွန်တော်ပြိပတ်တာချိုးပေါင်းနေတဲ့အတွက်ကြောင့်အဲ့ဒီနေရာမှာဘာပဲပြောပြောဒီမုံမှန်းကြီးရှိတယ်။အဲ့ဒီနေရာမှာမရေချမ်းတဲ့အနေထားမျိုးတွေရှိကောင်းရှိနိုင်တယ်။ဒါရီကျွန်တော်ကတစ်ခါညီနိုင်ပြီးတော့ပါ။အာမီမုံမှန်းကြီးဒီပေါ်တာတစ်ခါညီနိုင်တော့မှတင်းရင်ပြေးချမ်းအောင်ဆောင်ရွက်လာတယ်။ဒီကကွန်ပျူတာကတော့ကျွန်တော်ညီတိုင်းဆောင်ရွက်ပြီးတော့လွတ်ပါတယ်။ ဖေဖော်ဝါရီလ10ရက်နေ့ထိ3ရက်ကြာကျင်းပမယ့်အခုအစည်းအဝေးမှာ JMCU အဖွဲ့ရင်းနေတဲ့နော်ဝေနိုင်ငံရဲ့အစီအစဉ်နဲ့ဖိလစ်ပိုင်နိုင်ငံကိုလေးလာရေးခရီးသွားရောက်မဲ့ခရီးစဉ်အကြောင်းကိုဆွေးနွေးကြမှာဖြစ်ပြီး내မည်တတ်မှတ်ရေးမိုင်းရှင်းလင်းရေးကိစ္စတွေကိုပါဆွေးနွေးကြမှာဖြစ်ပါတယ်။